ဟယ်လိုမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က content moderation မှာ error ဖြစ်နေတဲ့ moderation အပိုင်းမှာ registry ဖြစ်နေတဲ့အတွက်ကြောင့်မို့ video လေးနဲ့ကျွန်တော်တစ်ချက်ရှင်းပြပေးမယ်အကယ်လို့ lujimi လို့ page မှာလည်း moderation အပိုင်း registry ဖြစ်နေတဲ့ loss အပိုင်းဖြစ်နေဆိုရင်တော့ဒီ video ကြည့်မှကိုယ်ကိုယ်တိုင်ဖြေရှင်းတော့ဖွင့်နိုင်ပါတယ်အဲ့အတွက်ကျွန်တော်ဒီ page ကဘယ်လိုအမားလောက်ထားလို့သူ့ရဲ့ page moderation registry ဖြစ်ရလဲဆိုမှကျွန်တော်အသေးစိတ်ပြမယ်အတွက်ကြောင့်မို့အရင်ဆုံးကျွန်တော်ဒီလိုဆက်တစ်ချက်ထောက်သွားမယ်ပါပရှင်ဒက်စ်ဘုတ်ပြီးလို့ရှိရင်ဒီမှာတစ်ချက်ကြည့်မှာဆိုရင် သူ့ရဲ့ page quality အပိုင်းမှာလည်းလုံးဝစိမ့်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော် dependent နဲ့စိမ့်သွားပြီးဆိုရင်ကျွန်တော်ဒီမှာ margin tool ရှိရဒီ user တစ်ချက်ထောက်မယ်ဒီ user တစ်ချက်ထောက်သွားမယ်ဆိုရင်ကျွန်တော်ဒီမှာ any yaw လေးနဲ့ your page loss s တူဆမ်မော်ရရှင်တူဆိုပြောတော့တချို့တချို့မော်ရရှင်အပိုင်းတွေအတွက် justice ဖြစ်နေဆိုပြီးပြတယ်အဲ့အတွက်ကျွန်တော်ဒီမှာဆိုအဓိက content မော်ရရှင်ကိုတွားမယ်အတွက်ကြောင့်မို့ content မော်ရရှင်မှာဆိုလို့ရှိရင်လည်းဒီမှာ talk ခက်တဲ့ပုံစံလေးနဲ့ဒီအနီရောင်လေးဖြစ်နေပါတယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီဖက် back ပြန်ဆုတ်ပြီးမှကျွန်တော်ဒီ view ကိုကျွန်တော်တစ်ချက်ထောက်သွားမယ်ဘာကြောင့်သူရဲ့သူရဲ့မော်ရရှင်အနီရောင်ဖြစ်ရလဲဆိုမှပါနော် အဲ့တွဲ mention status ဆိုကျွန်တော်တစ်ချက်ဖွင့်နိုင်မယ်ဆိုဒီပုံစံလေးပြသခဲ့ပြီဆိုကျွန်တော်ပြင်ဆင်ရှာလို့မရအောင်ဒါပေမဲ့ဒီဥစားပြန်ပြုပြင်มาရမယ်။ဘာကြောင့်ဖြစ်လဲဆိုရင်အသေးစိတ်သွားဖို့အတွက်ကျွန်တော် find out more ဆိုကျွန်တော်တစ်ချက်နှိပ်ပြီးသွားမယ်။ တစ်ချက်နေပြီးသွားမယ်ဆိုရင်တော့ဒီ pitch owner ရဲ့ suspended ဖြစ်တဲ့ဥစား deep pitch owner ကိုလည်း request တွေပြုတင်ထားတဲ့အတွက်ကြောင့်ဒီမှာအပြာရ3ခုကတဆက်တည်းဖြစ်သွားခဲ့တာပေါ့နော်အင်းဆုံးအဲ့ဒီဥစားမလုပ်ပဲ service attack ဆိုရင်တော့ကျွန်တော်ဘက်ကပြုပြင်ရလွယ်တယ်မြန်တယ်၃ရက်အတွင်းမှာရတယ်အခုဒီလိုမျိုးသူကိုယ်တိုင် request တွေပြုတင်ပြီးမှ3ခုလုံးပြည့်သွားခဲ့တယ်ဆိုရင်တော့ဒီဥစားလောက်ရတဲ့ process အနည်းငယ်ကြတယ်ဖုန်းနဲ့တော့မရဘူး laptop pc နဲ့သွားလုပ်မှရတယ်ဖုန်းနဲ့ဆိုရင် Chrome browser မှာ desktop site ပြောင်းမှာနည်းနည်းလေးရှုပ်တဲ့သွားပြီးလုပ်လို့ရတယ်။ဘယ်တော့အစဖြစ်တယ်ဆိုအပေါ်မှာသူကပြထားပြီးတယ်မေ15ရက်2025မှာစဖြစ်တဲ့ဥစ္စာပေါ့နော်။အဲ့အတွက်ကျွန်တော်ဒီဥစ္စာကိုအရင်တော့ကတော့လွယ်တယ်။အခုနောက်ပိုင်းမှာတော့နည်းနည်းရှုပ်လာတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ C rule လို့ကျွန်တော်တစ်ချက်ထောက်ပြီးတော်မယ်။ဘာကြောင့်ဖြစ်တယ်ဆိုတော့သူကအသေးစိတ် mention လုပ်ပြီးထားပေးထားပါတော့။ဒီမှာတစ်ချက်ကြည့်မှဆိုရင်သူဥစ္စာ post တင်တဲ့ဥစ္စာမဟုတ်မမှန်တဲ့ post ပါ냐တင်ပြီးသွားခဲ့တယ်ဆိုပြီးပြောတယ်ပေါ့နော် coupon content မဟုတ်ဘဲနဲ့ third party ရဲ့ content တွေတင်ပြီးသွားခဲ့တယ်ပြီးလို့ရှိရင်တော့ post တင်တဲ့ခါမှာအဲ့ဒီ video တပုတ်ထဲကိုပဲ third party ပြောမယ်ဆိုရင်တော့အခြားအခြားသော page တွေမှာလည်းတင်တယ်ထားလိုက်ပြီးတော့ဒီ page ဟောတဲ့ page ရဲ့ဒီ page တခုရှိရဲ့ now page now page ရဲ့အဲ့ဒီ page အားလုံးမှာ video တစ်ပုဒ်ထဲသွားပြီးတင်တဲ့အတွက်ကြောင့် multiple သွားပြီးတင်တဲ့အတွက်ကြောင့်သူက the limited origin of content ဆိုပြီးလာတယ်နောက်တစ်ခုကျတော့ video တင်တဲ့ခါမှာ quality ပိုင်းဆင်ရနေမိနေကြတဲ့ video လေးအဆင်မပြေတဲ့ video တွေ ပြောမယ်ဆိုလို့ရှိရင်ဗီဒီယိုထဲမှာပြောတဲ့စကားလုံးကြံတဲ့တဲ့စကားလုံးတွေ word daily တုံးပြီးသွားတဲ့အတွက်ကြောင့်မို့ဖြစ်တဲ့ဆိုမှသူကပြတယ် limited original content အဓိကပြောချင်အဖြစ်တော့ကိုပိုင်ဗီဒီယိုမဟုတ်ဘဲနဲ့သူများဗီဒီယိုခွင့်ပြုမရှိဘဲပြန် edit မလုပ်ဘဲတခြား edit မလုပ်ဘဲတင်တဲ့အတွက်ကြောင့်မို့ limited original content လာတယ်အကယ်လို့လူကြီးမီးတို့ကကိုပိုင်ဗီဒီယိုဖန်တီးဖို့မနိုင်ဘူး။သူများဗီဒီယိုယူပြီးတင်ချင်တယ်ဆိုရင်ကိုပိုင်ဗီဒီယိုလုတ်ဆက်မလို့ပဲနဲ့သူများဗီဒီယိုဒေါင်းလုဒ်ဆိုပြီးဘလို့ edit လုပ်ပြီးမှ page မှာဘလို့တင်ပြီးမှ content marshin နဲ့ဝင်ငွေရှာရမယ်ဆိုပေမဲ့ video အသေးစိတ်ကျွန်တော်ပြပေးထားတယ် live group အနေနဲ့ကျွန်တော်တို့ဝင်ငွေရတဲ့ဥစ္စာလည်းပြပေးထားတယ်အားလုံးအသေးစိတ်ပေါ့နော်အဲ့ဥစ္စာတစ်ချက်တော့ကြည့်နိုင်ပါတယ်သင်တန်းတက်ပြီးမှလည်းကိုကိုယ်နိုင်လေ့လာနိုင်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ပို့ပြီးအသေးစိတ်တည်အောင်ဆိုရင်ကျွန်တော်ဒီအောက်ကောက်ဥစ္စာတစ်ချက်ထောက်ကြည့်လိုက်မယ် ထောက်ကြည့်ပြီးကျွန်တော်မှာ limited origin of content အခုနကျွန်တော်ပြောတဲ့အတိုင်းပဲကိုပိုင် content မဟုတ်ဘဲနဲ့ third party ရဲ့ content ယူပြီးသုံးတယ် item လို့ပဲသုံးတဲ့အတွက်ကြောင့်ကျွန်တော်သူ့ရဲ့ page home ကိုကျွန်တော်တစ်ချက်သွားပြီးမှဒီ page owner content တင်ထားဥစ္စာနဲ့ပတ်သက်တစ်ချက်စစ်ဆေးပါမယ်ခင်ဗျာနော်ဒီပေးရှင်တင်ထား content အခြား website က content တွေတင်ထားတယ်ပြီးလို့ရှိရင် video လေးတွေအခြား အချားဝက်ဆက်တင်ထားတယ်ပြီးလို့ရှိရင်ဒီစာသားတွေဆိုလို့ရှိရင်လည်းအချားဝက်ဆက်ကစာသားတွေကို copy ကူးပြီးမှအလွယ်တကူသူ့ရဲ့ page မှာ page လုပ်ပြီးတင်တဲ့အတွက်ကြောင့်မို့စာသားနဲ့ပတ်သက်ပြီးလည်း copyright ဖြစ်တယ်ပေါ့နော် ပြောမယ်ဆိုရင် Facebook က copyright မပေးသေးပေမဲ့အင်ဆုံး partner monetization မှာအနီရောင်လုပ်ပြလိုက်တယ်ပြောမဆိုရင် content monetization ဝင်ဝင်ရှာတဲ့အပိုင်းကိုရပ်တန့်လိုက်တဲ့ဖြစ်တဲ့နည်းနည်းနောက်ကျလို့ရှိရင်သူက page quality အပိုင်းမှာလည်းအနီရောင်ဖြစ်ပြီးလာမယ်အတွက်ကြောင့်အခုလိုမျိုးစာသားရေကျွန်တော်တင်ပြီးတော့လို့မရအောင်အကယ်လို့ကျွန်တော်တို့က သူများ page မှာတင်လာစတာအခြား social media website မှာတင်လာစတာကို page နဲ့ကန့်ညီတဲ့အတွက်ကြောင့်မို့အဲ့ဒီစတာတွေကို copy ကူပြီးတင်မယ်ဆိုရင်ကျွန်တော် copy ကူးလာပြီးမှကျွန်တော်ဒီအပေါ်ဆုံးတစ်ချောင်းဖြတ်မယ်အလျားတစ်ချောင်းဖြတ်မယ်အောက်ဆုံးတစ်ချောင်းဖြတ်မှ sim to sim အဲ့ဒီအတိုင်းပြန်ရေးထည့်ပြီးမှအောက်မှာဆိုရင်ကုဒီ post နဲ့တက်ဆိုင်တဲ့စာသားတွေကိုပြန်မှတစ်ချောင်းနှစ်ချောင်းအနည်းငယ်ပြန်ရေးထည့်ပြီးမှ page မှာတင်သွားမယ်ဆိုရင်ရတယ်ခင်ဗျာနော်ဓာတ်ရိုက် copy ကပြီးဓာတ်ရိုက်တင်လို့မရအောင် edit လုပ်ပြီးမှတင်လို့ရတယ်ဒီ option နဲ့ပတ်သက်ပြီးလက်တွေ့လုတ်ပြထားရလို့တင်တဲ့ထဲမှာရှိရတဲ့ချက်တော့ကြီးနိုင်ပါတယ်ခင်ဗျာနော် ပြီးလို့ရှိရင်တက်ပုံတွေကိုလည်းထုံနည်းလကောင်းပဲကိုပိုင်တက်ပုံမဟုတ်ဘဲအခြားဆိုရှယ်မီဒီယာတက်ပုံတွေဒေါင်းလုဒ်ဆွဲပြီးနေမှာဆိုအဲ့ဒီတက်ပုံတွေဒေါင်းလုဒ်ဆွဲလိုက်ပြီးမှနည်းနည်းလေး crop လုပ်ပြီးမှတက်ပုံပေါ်မှာကိုယ့်ရဲ့ page name ဖြစ်ဖြစ် page logo ဖြစ်ဖြစ်တကူကူရေးပြီးမှပြန်ဒေါင်းလုဒ်ဆွဲပြီး page မှာတင်တော့လေးရတယ်လှုပ်လို့မရတဲ့ဥစ္စာတကူရှိရတချို့ကျော်ရှိရပေါ့နော်ဒီကို page မှာတင်ပြီးတော့တဲ့စာသားတွေကိုထက်ခါတလဲလဲပြန် copy ကူပြီးပြန်တင်တယ်ကို page မှာတင်ထားပြီးတဲ့တက်ပုံတွေကိုထက်ခါတလဲလဲပြန်ဒေါင်းလုဒ်ဆွဲပြီးပြန်တင်တယ်ဒါမှမဟုတ်ရင်လည်းလှုပ်ထားပြီးတဲ့တက်ပုံထက်ခါတလဲလဲပြန်တင်တယ်ဆိုရင်အဲ့ဒါ reuse content ခေါ်တဲ့ violation content ခေါ်တဲ့အဲ့လိုမျိုးတင်သွားလို့မရဘူး။တစ်ချိန်တင်ပြီးတော့တဲ့စာသားတစ်ချိန်တင်ပြီးတော့တဲ့ video တက်ပုံနောက်တစ်ချိန်ပြန်တင်လို့မရဘူး။အကယ်လို့နောက်တစ်ချိန်ပြန်တင်ချင်တယ်ဆိုရင်အစ်စ်ပြန် edit လုပ်ပြီးမှတင်ရမယ်။ဒါမှမဟုတ်အစ်စ်တက်ပုံရိုက်ပြီးမှတင်တော့ရပါမယ်ခင်ဗျာနော်။ဒီ page ကတော့အခုဆိုရင်လှုပ်ရှားတဲ့အများကြီးရှိတယ်။ဒီ page မှာတင်ထားတဲ့ post content တွေအားလုံးဖျက်ရမယ်။ post content တွေမဖြတ်ခင်ဒီ page မှာကျွန်တော်အခုနပြောတဲ့တိုင်းပြန် edit လုပ်ပြီးမှ post content link က6ဘလို့တင်ပြီးဆိုရင်ဒီ page မှာရှိတဲ့ admin account ထုတ်ပြီးမှအခြား admin account ထည့်ပြီးမှအဲ့ဒီ admin account နဲ့ပြန်မှ post တင်တာ ၃လ၅ရက်ပြည့်သွားခဲ့ပြီဆိုမှအဲ့ဒါမှဒီဥစားပြန်မကျွန်တော်တို့ request debut တင်ပြီးမှပြန်ပြီးဆင်းရအောင်လုပ်သွားရပါမယ်ခင်ဗျာနော်ဒီဥစားကျွန်တော် part 1 video ဖြစ်တယ် part 2 video မှာဒီ part 2 video မှာ motion registered ဖြစ်တဲ့ဥစားကိုဘလို့ပြန်မှ reactivate ဖြစ်အောင်ပြန်ပြီး enable ဖြစ်လာအောင် content monetization ကိုပြန်ပြီး set up ပေါ်လာအောင်ဘလို့လှုပ်ဆောင်သွားရမယ်ဆိုပြီးမှနောက်တစ်ခု video မှာကျွန်တော်ပြောပြပေးမယ်ဒီနေ့ဒီ plan ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်